အခုကတော့ byword လေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်။ byword လေးတွေအကြောင်းပေါ့နော်ပြောနေကြတဲ့အထဲမှာဒီမကောင်းတဲ့ပုံစံမျိုးတော့သိပြီးတော့မတွေ့ရဘူးပေါ့နော်မကောင်းတဲ့ပုံစံဆိုတာကိုအတင်းကိုမှကိုကိုလိုနှိမ်ချင်တဲ့အနေမျိုးတို့ဒါမှမဟုတ်လို့ရှင်လဲလို့ ထိခိုက်အရန်ထိခိုက်စေမဲ့ပုံစံမျိုးနဲ့ပေါ့နော်ပြောနေကြတာဝေဖန်နေကြတာမျိုးတော့မရှိဘူးပထမဆုံးပြောကြတာကကြတော့ပိုင်ဝါလေးတွေကပေါ့နော်ဒီတယောက်တည်းလဲအစဉ်ပြေနေတယ်ဆိုတဲ့ပုံစံမျိုးကိုသူတို့ကအရင်ဆုံးတွေ့ကြတယ်ပေါ့နော်ဖိုက်ဝဲလေးတွေထဲမှာတော့လို့ဆန်းပွန်းတဲ့သူမျိုးတွေလဲပါကောင်းပါနိုင်နေအဲ့အတွက် ိုနားမှာလောဝိုင်းလည်နေတဲ့သူတွေလည်းရှိနေမယ်ကွာဒါပေမဲ့ကိုကအဲ့လိုအရာတွေကိုအဲ့လိုအရာတွေနောက်ကိုလိုက်နေတာမျိုးမဟုတ်ဘဲနဲ့ပေါ့နော်ကိုပတာကိုတယောက်တည်းတတိတတန်နေတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ရောဖို့မလွေတဲ့လူအနေနဲ့သူတို့ကမြင်ကြတယ်ပေါ့နော်ကိုကအဲ့လို people pleasing လုပ်တဲ့ဟာချက်ကိုပတာကိုတယောက်တည်းနေလိုက်တာမျိုးပိုရှိတယ်လို့မြင်တယ် ဒါကတော့ကိုအကြောင်းပြချက်နဲ့ကိုဖြစ်မှာပေါ့နော်ကိုကလူတွေကိုမယုံလို့လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းကိုအနေနဲ့ကြတော့သူတို့ကငါ့ကိုမခေါ်ပဲနဲ့သူတို့ဘာသာသူတို့ပဲနေနေရဆိုပြီးကိုကတွေးနေရမျိုးလည်းဖြစ်နိုင်ပြီမယ်လို့သူတို့အမြင်မှာကြတော့ကိုကတတိတန့်နေတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်ပေါ့နော်နောက်တစ်ခုကပိုက်ဝဲလေးတွေပေါ့နော်ဒီအလုံးနဲ့ကိုယ့်ရဲ့ personal life ကို ဘယ်လိုမျိုးများထိညှိထားလဲဆိုပြီးတော့သူတို့ကသိချင်ကြတယ်ပေါ့เนาะကိုကအလုပ်တောင်ပေါ်ကြောင်းမှလည်းကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့သူမျိုးတွေဖြစ်မယ်ကိုရဲ့စီးပွားရေးလုပ်ငန်းတွေဆိုလို့ရှိရင်လည်းအဆင်ပြေပြေလုပ်နိုင်တဲ့သူတွေဖြစ်မယ်နောက်တစ်ချက်ကကိုရဲ့အိမ်တွေမှာဆိုလို့ရှိရင်လည်းကကမိသားစုကိုအချိန်ပေးတဲ့သူမျိုးမိသားစုနဲ့အလိုရင်းနှီးနေတဲ့သူမျိုးတွေဖြစ်မယ်လို့တွေ့ရတယ်ပေါ့နော်ဒီမှာ နှစ်ခုရှိရနှစ်မျိုးရှိရအခုနားထောင်နေသူတွေထဲမှာဗောနော်တချို့ကခုနပြောတဲ့ကောင်းကောင်းမွန်မွန်လုပ်နိုင်နေတဲ့သူနောက်တချို့ကကြတော့နည်းနည်းကမောက်ကမဖြစ်နေတဲ့ပိုင်ဝန်းလေးတွေလည်းရှိရဗောနော်အဲ့လိုလူတွေအတွက်ဆိုသူတို့ကအသေးရပြီးတော့ဒီလိုမျိုးလေးတွေအချိန် time management လေးကိုလုပ်လိုက်ပါလားဘလိုမျိုးလေးလှုပ်လိုက်ပါလားဆိုပြီးကိုကို ပြောပြချင်းနေရေပေါ့နော်နည်းနည်းအားမလို့အားမရဖြစ်နေရေဒါကတော့လူနေစုမှာပဲဖြစ်မယ်လို့မြင်နေပေါ့နော်နောက်တစ်ခု ပိုင်ဝဲလေးတွေကိုသူတို့အထင်ကြီးတဲ့ဟာမျိုးလည်းရှိသေးတယ်။ဘာလဲဆိုတော့ကိုကကိုလှုပ်ချင်တာတွေဆိုလို့ရှိရင် ဖြစ်အောင်လှုပ်တတ်တယ်။ဘာပဲဖြစ်လာဖြစ်လာပေါ့နော်ကိုကအကောင်ဆုံးဆောင်ရွက်တတ်တယ်။ပြီးတော့ရင်ပြောပြမလဲပက်ဆန်ရှာနေတဲ့အရွယ်ဆိုလဲပက်ဆန်ကိုကောင်းကောင်းရှာနိုင်တယ်ပေါ့နော်ဒီပညာရှာနေတဲ့အရွယ်မှာဆိုလို့ရှိရင်လဲပညာကိုကောင်းကောင်းရှာနိုင်တယ် အဲ့အတွက်အားကြရတယ်ပေါ့နော်သူတို့အတူယူချင်တဲ့ကိစ္စတွေထဲကတခုလိုပဲမြင်တယ်ပေါ့နော်နောက်ပြီးတော့ကိုကအဲ့ဒီကိုစီကနေပေါ့နော်နီလန်းတွေလဲတောင်းချင်နေတဲ့ပုံစံမျိုးတွေ့ရတဲ့နောက်တခုကနည်းနည်းကိုကလေအကောင်းကြိုက်တဲ့သူမျိုးဖြစ်မဲ့ခြင်းနဲ့အကောင်းကြိုက်တော့ကြတော့ကိုတုံးတဲ့ပစ္စည်းလေးတွေဆိုလို့ရှိရင်လဲကောင်းကောင်းလေးတွေပဲ တုံးနေပေါ့နော်ကိုဝယ်လိုက်တဲ့ပစ္စည်းလေးတွေဆိုလဲကောင်းတာလေးတွေတချို့ကြလဲဈေးကြီးတာလေးတွေအဲ့လိုမျိုးလေးတွေပဲဖြစ်ပြီးတော့ကိုယ့်ဘာသာကိုလဲကောင်းကောင်းထားတယ်ပေါ့နော်အဲ့ဒါတွေအတွက်သူတို့ကအားကြနေရလဲပါတယ်ပြီးတော့ရင်ဘာလို့ပြန်အဲ့လိုမျိုးဝယ်နိုင်နေရလဲဆိုတဲ့ပုံစံမျိုးနဲ့သိချင်နေကြတာလဲပါတယ်ပေါ့နော်နောက်တစ်ခုကြရင်သူတို့ကအဲ့လိုကိုယ့်ကိုကြည်လိုက်တာနဲ့ စ조사နေတယ်ဆိုတဲ့ပုံစံမျိုးကိုမြင်ရတော့ဘာတွေများအဲ့လောက်조사နေတာလဲဘောနကိုယ့်ရဲ့ intention ကဘာလဲဆိုတာမျိုးကိုသိစေခြင်းသိစေခြင်းတော့မဟုတ်သိချင်ကြတာပေါ့နော်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့သူတို့ကကိုနဲ့လဲရင်းနှီးချင်ပါတယ်ကိုကိုအရင်ကြီးမကောင်းလို့ကြီးမြင်တာမျိုးထက်ကိုနဲ့ ခင်မင်ချင်တဲ့စိတ်မျိုးတွေလည်းရှိတယ်ကိုယ့်ပုံမှာမကောင်းတဲ့အဲ့လိုမျိုး intention ကြီးတွေမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့ပိုင်ဝင်လေးတွေအနေနဲ့ကိုယ့်ဘေးနားကသူတွေနဲ့ပေါ့နော်ကိုယ့်ဘဝချင်းကသူတွေနဲ့နည်းနည်းဖော်ဖော်ရွေ့ရွေ့စကားပြောတာမျိုးလေးတွေသူတို့ကူညီတာလေးတွေဆိုရဲလောက်ပေးပေါ့နော်ကိုအကူအညီလိုတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့စီကတောင်းတာမျိုးလေးတွေအကြံဉာဏ်လေးတွေယူတာမျိုးလေးတွေနဲ့ပေါ့နော်လူတွေနဲ့အဆက်ဆံမလုပ်ဘူးဆိုတာထက် ညှိညိနိုင်နိုင်ပေါ့နော်အစွန်မရောက်စေဘဲနဲ့လှုပ်တင်နေပေါ့နော်သူတို့စီကလည်းအကိုအညီတွေရနိုင်တယ်လူမျိုးလေးတွေရှိလို့ပါအခုကတော့ byte 2လေးတွေအတွက်ကို ဖက်ပြပေးသွားမယ်ပေါ့နော်အဲ byte 2လေးတွေရဲ့ပဝန်းကျင်က ကိုကိုမြင်တဲ့ပုံစံကတော့ကိုက ကိုနဲ့ပတ်သက်တဲ့အရာတွေ ဆိုရင်အများကြီးထုံမပြတတ်ဘူးပေါ့နော်ကိုကဘလောက်ပဲ ထုတ်ပြတယ်ပျော်ပျော်အဲ့ဒါတွေကကိုယ့်ရဲ့တကယ်အစ်စ်အမှန်မဟုတ်ဘူးပေါ့နော်အဲ့လိုပြောလို့လိညာဖုံးကွယ်ထားတာမျိုးမဟုတ်ဘဲနဲ့ကိုကတကယ်ကိုကိုယ့်ရဲ့ true self ကိုမပြချင်လို့မပြရဲဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးဆိုတော့သူတို့ကအဲ့အရာတွေကိုမသိရဘူးအဲ့တော့ကြတော့ကိုကိုနည်းနည်း mysterious ဖြစ်တဲ့လှေဝတ်ဆန်းကျဲတဲ့သူလိုမျိုးခံစားရရဲပေါ့နော်နောက်တစ်ခုကကိုကတစ်ခုခုနဲ့ပတ်သက်တယ်ဆိုလို့ရှိရင် honest ဖြစ်တယ် မပြောစရာရှိတဲ့အရာတွေဆိုလို့ရှိရင်ပြောချပလိုက်တာမျိုးဘတ်လိုက်မှုမရှိဘဲနဲ့ပေါ့နော်ကိုလိုရမဲ့အရာတွေဆိုရင် fail ဖြစ်ဖြစ်နဲ့လုပ်တယ်ဟိုမှာကိုကအထက်လူကြီးဖြစ်နေတယ်ပဲထားပါတော့ bonus တွေရတယ်ကိုလောက်ငယ်သားတွေကိုခွဲပေးရမယ်ဆိုတဲ့အချိန်လေးမျိုးမှာကိုကကိုအတွက်စားထားတာမျိုးမဟုတ်ဖ ೇನೆ သူတို့တွေကိုပေါ်တော့သူတို့တွေအတွက်ကိုပါညီညီမျှမျှနဲ့ခွဲပေးတာမျိုး ီးသွားလို့ရှိရင်ကိုယ့်စီကိုအကြံဉာဏ်တွေလာတောင်းတဲ့အချိန်တွေမျိုးမှာဆိုလို့ရှိရင်ကိုယ်က bad line မမရှိဘဲနဲ့ bias မဖြစ်ဘဲနဲ့သူတို့အတွက်လိုအပ်နေတဲ့အကြံဉာဏ်တွေပေးတာမျိုးတွေပေးနိုင်နေပေါ့เนาะအဲ့တော့သူတို့ကကိုယ်ကပြောလို့ဆိုလို့ကောင်းတယ် timing လို့ကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေမြင်ရတယ်။ကိုကကိုရဲ့အကြောင်းကိုပဲထုတ်မပြတာပေါ့နော်။ဒါပေမဲ့သူများနဲ့ပတ်သက်လာလို့ရှိရင်တော့ကိုကတက်တက်ကြွကြွကကိုညီပေးတဲ့သူမျိုးဆိုတော့ သူတို့ကအရာကိုတော့သဘောကျကြတယ်လို့မြင်တယ်။ဒါပေမဲ့ပေါ့နော်ကိုကလေးစားရတဲ့သူလည်းဖြစ်နေတယ်သူတို့တွေလေးစားရတဲ့သူမျိုးပေါ့နော်ဘာလို့လဲဆိုကိုမှ boundaries တွေချထားတယ်လို့လည်းမြင်တယ်ပေါ့နော်အထူးသဖြင့်ကိုနဲ့ပတ်သက်လို့ရှိရင်သဘောကောင်းတဲ့ဖြစ်ပေမဲ့လို့ထိလို့တော့မရဘူးဆိုတော့ပုံစံမျိုးလည်းမြင်ကြရပေါ့နော်နောက်တစ်ခုကသူတို့တွေကလေကိုကအဲ့လို အလုပ်လုပ်လို့ရှိရင်ကတယောက်တည်းပဲလုပ်လို့ရတဲ့အလုပ်တွေမှာတောင်မှသူတို့ကိုခွဲပေးရလို့မြင်တယ်ဒါကမကောင်းတဲ့အနေနဲ့မဟုတ်ဘူးเนาะဥပမာကိုက group work တွေလုပ်တယ်ဆိုလို့ရှိရင်ဒီကိုလုပ်လိုက်တဲ့ group ဘာကကတယောက်တည်းလောက်တာတဲ့အဖွဲလိုက်နဲ့ညှိညှိနိုင်နိုင်တန်တန်ပင်ပင်နဲ့လောက်ပြီးတော့အဲ့လိုသွားရဲဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုကအဖွဲကောင်းဆောင်ဖြစ်တယ်ဆိုတဲ့အချိန်မှာတယောက်တည်းကိုပဲပေးတာတဲ့ ဟိုမှာတယောက်တည်းပဲအများကြီးဖြစ်နေတာထက်အကုန်လုံးလဲသူရသည်နဲ့အပိုင်းသူရသည်နဲ့ရတာထက်ပိုနေလားဒါမှမဟုတ်သူလုံးဆရာတွေများနေလားလူမျိုးတွေပါကြည်ပြီးတော့တည်တည်ချာချာလောက်ပေးတယ်လို့မြင်တယ်ပေါ့နော်နောက်တစ်ခုကကိုကလေတစ်ခုခုဆိုရင်အလိုအကျန်းနီးနဲ့ဖြည့်ရှင်းတာမျိုးမလောက်ဖဲနဲ့ပေါ့နော်အော်ကကိုရဲ့နှလုံးရင်နဲ့ပြည့်စုံနေပေါ့နော်ဟိုအตา စကားပြောဆွမ်းရည်နဲ့ပဲဖြစ်စေဒါမှမဟုတ်လို့ချင်းတခြားကိုရဲ့ပေါ့နော်ဟိုတန်တန်နဲ့အမှုရာအပြုတ်အမှုအပြောဆိုတွေမပါပဲနဲ့နှူးညံ့သိမ်မွေးစွာနဲ့ပြဿနာတွေကိုဖြေရှင်းတတ်တယ်လို့မြင်ကြရတယ်ပေါ့နော်အဲ့ဒီအတွက်ချီကျူးနေကြရတယ်လို့ပဲပြောချင်တယ်ပေါ့နော်ကိုမကောင်းကြောင်းပြောနေရတဲ့ထက်ဆိုင်ဒါပေမဲ့တချို့နေရာတွေမှာတော့ဒါကခုနဟိုအလောက်ခွဲဝေရနဲ့ပတ်သက်ပြီးတော့ပြန်ပြောပြရပေါ့နော် မတည်နေတဲ့သူတွေကတော့ရှိတော့ရှိမှာပဲအဲ့လိုလူတွေအတွက်ကြတော့သူတို့ကကိုကိုနည်းနည်းမျက်စိတောင်းထောက်ကြည့်နေရဆိုပုံစံမျိုးတော့တွေ့ရတယ်။ကိုနည်းနည်းမှားတာနဲ့ကိုကကြည့်ဆိုင်နေတဲ့ဂျာတွေကပေါ့နော်။တချို့လူတွေရှားတင်းတဲ့ ဖတ်ထဲပို့ရသွားတဲ့အချိန်မျိုးဒါမှမဟုတ်အတူတူလောက်တာတဲ့ကိုကနန်သူအဲ့လိုတို့ကပေါ့နော်အလုံးနည်းနည်းလေးပို့လို့ရပြီးလားစာအတူတူရသွားတာမျိုးဒါမှမဟုတ်ရှင်လဲ credit အတူတူရသွားတာမျိုးဆိုရင်မကြေနပ်ကြပဲနဲ့ကိုကိုပြောဖို့စောင့်နေတယ်အဲ့လိုမျိုးကိုကိုနည်းနည်းအဲ့ဘိုင်းနဲ့ပတ်သက်ပြီးတော့အတင်းပြောနေကြတာလေးပြီးတော့ရှိရဲဒါပေမဲ့အများစုကတော့ချီကျူးကြရဲပေါ့နော်နောက်တစ်ခုကိုကလေ boundary စားရတဲ့ပတ်သက်တာပဲပြန်ပြောရမယ်ဆိုရင်တခုခုဆိုအရန်ကိုပြတ်သားတယ်လို့မြင်ကြရပေါ့နော်ပြပြတသားပဲလောက်တယ်ပြပြတသားပဲဆောင်ရွက်တယ်အဲ့ဒါကအဲ့လိုသူများ boundaries ကိုကြော်ချင်တဲ့သူတွေအတွက်ကတော့တိတ်ပြီးတော့မကြိုက်ကြတဲ့အပြုအမူမျိုးပေါ့နော်ဒါပေမဲ့ အာကိုတိုင်းကလည်းမလောက်ပါဘူးဆိုလို့ရှိရင်မလောက်တဲ့သူမျိုးဖြစ်တယ်ဆိုလို့ရှိရင်တော့ခုပိုက်တူးလေးတွေထားထားတဲ့ boundaries ကပေါ့နော်သူတို့အတွက်အရန်ကိုအဆင်ပြေတယ်သူတို့ဘာလောက်ရမလဲလဲသိတယ်သူတို့ဘာမလောက်ရမလဲလဲသိတယ်ဆိုတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သဘောကျကြတယ်ပေါ့နော်အဲ့တော့ကိုကကိုအကြောင်းနဲ့ပတ်သက်လို့ရှိရင်တော့လေဝတ်ဆန်းကျဲဆိုပြီးပြောကြတယ်ဒါပေမဲ့ fair ဖြစ်တယ်ပြီးတော့ရင်နှလုံးရည်နဲ့ပြည့်စုံတယ်လို့ ြောကြတဲ့သူတွေလည်းရှိရဲတချို့ကကြတော့လေအပြစ်ပြောရှင်လို့စောင့်ကြည့်နေတဲ့သူတွေလည်းနည်းနည်းပပတော့ရှိရာကိုတွေ့ရပါတယ်။အခုကတော့ Python 3လေးတွေအတွက်ကိုဖတ်ပြပေးသွားပါမယ်။ Python 3လေးတွေကိုမြင်ပြောကြတာကကြတော့ပေါ့နော်ကိုကကိုရဲ့ emotions တွေကိုရဲ့စိတ်ခံစားချက်တွေနဲ့ပတ်သက်လို့ရှိရင်ကောင်းကောင်းမွန်မွန်နဲ့ကင်တွယ်ဖြည့်ရှင်းနိုင်တဲ့သူလိုမျိုးမြင်နေပေါ့နော်။ တစ်ခုခုပြဿနာတွေဖြစ်လာတဲ့အချိန်မျိုးမှာတောင်မှ အများကြီးတုံ့လှုပ်သွားတာထပ်စားလို့ရှိရင်ဘယ်လိုမျိုးဖြေရှင်းရမလဲဆိုတဲ့ solution ကိုရှာတယ်ပြီးတော့ကောင်းကောင်းမွန်မွန်ဖြေရှင်းနိုင်တယ်ပေါ့နော်ဒေါသနဲ့တုံ့ပြန်တာထပ်စားလို့ရှိရင်မေတ္တာထားပြီးတော့မေတ္တာတရားရှေးရှုပြီးတော့မှ ဖြေရှင်းတာမျိုးပြောဆိုတာမျိုးလောက်တဲ့သူလို့မြင်တယ်ပေါ့နော်ပထမဆုံးတစ်ခုအနေနဲ့ကတော့ အဲ့လိုပြောလို့အဲ့လိုကိုကိုကွာအမြဲတမ်းနေရမေတ္တာထားနေရပဲသူကမေတ္တာထားနေရပဲငါတို့လှုပ်ချင်ရလှုပ်လို့ရမှာပါဆိုတော့စိတ်မျိုးတော့မရှိဘူးပေါ့နော်ကိုကိုအဲ့လိုထိလို့မရဘူးဆိုတာလည်းသိတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုရင်တချို့သူတွေကအိမ်မှာဆိုရင် အဖေတွေရှိကြတယ်လေအဖေတွေကဘာမှမပြောစူလည်းမစူဘူးရန်ကိုချစ်ပေးကြတယ်ဒါပေမဲ့သသမီးတွေအရန်ကြောက်ကြတဲ့သူတွေမျိုးရှိကြတယ်ပေါ့နော် ဲ့လိုမျိုးပဲကိုကမြစ်တာနဲ့ထားတယ်ကိုကအင်းတခုခုဆိုအဲ့လိုကြီးသူငေါက်ပြီးပြောနေရမျိုးတော့မရှိဘူးဒါပေမဲ့လူတွေကကိုကိုလေးစားရမယ်ဆိုတာမျိုးသိရကိုတကယ်ဒေါသထွက်သွားတယ်ဒါမှမဟုတ်ကိုမကြိုက်တော့ဘူးဆိုလို့ရှိရင်အဲ့ဒါသူတို့အတွက်မကောင်းဘူးဆိုတော့သူတို့ကတိတော့ပေါ့နော်လို့အချင်းချင်းဆိုလဲအဲ့အကြောင်းတွေနဲ့ပတ်သက်ပြီးပြောလေရှိကြတယ်နောက်ထပ်ကတော့ပေါ့နော်သူတို့က အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းအံ့ဩကြရဲလို့ဖြစ်ကြရဲကောင်းမှာကိုယ့်အကြောင်းကိုမသိသေးတဲ့သူတွေကဟာဒီလူကတော့ကောင်းပါတယ်သူကဘာပဲလုပ်လို့ရတယ်ဆိုပေမဲ့အကြောင်းသိတဲ့သူတွေကတော့อืมမရဘူးဆိုတာမျိုးပေါ့နော်ပြီးတော့လို့ရှိရင်ကိုကယုံကြည်ရတယ် reliable ဖြစ်ရတယ်ဆိုတဲ့အဲမှာလည်းပါတယ်ဥပမာတစ်ခုခုဆိုလို့ရှိရင်ကိုယ့်ကိုယ်ရင်ဖွင့်လိုက်ရင်ပေါ်ပါသွားတယ်လို့ကိုယ့်ကိုယ်ပြောပြလိုက်လို့ရှိရင်ကိုကအဲ့လိုစိတ်ပါလက်ပါနဲ့တေချာကူညီမယ်ဆိုတာမျိုးတွေပေါ့နော်ယုံကြည်ရတဲ့အနေအထားတစ်ခုမှလည်းရှိတယ်လို့ပြောရမယ်နောက်ထပ်ကကြတော့သူတို့ကပေါ့နော်အဲ့လိုကိုယ်နဲ့ရှိရင် စိတ်အေးချမ်းရတယ်ဒါပေမဲ့ အမြဲတမ်းမရှိနိုင်ဘူးဆိုတာလည်းသိကြရတယ်။ဘောနောက်ဥမာကိုစီကအကူအညီတောင်းလိုက်လို့ရှင်ကိုကပေးမှာတော့ဟုတ်တယ်။ဒါပေမဲ့အဲ့ဒီအကူအညီကလူတိုင်းအတွက်လည်းမဟုတ်တလို့ဘောနောလူတိုင်းလည်းကိုနားမှာမရှိနိုင်ဘူးဘောနောကိုကအာအကုံတော့အပေါ်မှာကောင်းတာတော့ဟုတ်တယ်။ဒါပေမဲ့လို့ကိုကောင်းချင်တဲ့သူဆိုလို့ရှင်ပို့ပြီးတော့ကောင်းတာမျိုးပေါ့။ဥမာကိုရဲ့ close friend ကိုဆက်ဆံတဲ့ပုံစံကတမျိုးပြီးတော့ရင် ကိုနဲ့နည်းနည်းပဲရင်းနှီးတဲ့သူကိုဆက်ဆံတဲ့ပုံစံကတစ်မျိုးပေါ့နော်သူတို့ကအဲ့ဟာကိုလည်းသိကြတယ်ပြီးတော့လို့ရှိရင်အဲ့အကြောင်းနဲ့ပတ်သက်ပြီးတော့ပြောတာပေါ့နော်သူကငါတို့ဆိုလို့ရှိရင်တော့ဒီလိုပဲမဲသူရဲ့ဘယ်တငယ်ချင်းဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းကောင်းဆက်ဆံတယ်ဆိုတော့ပုံစံမျိုးလဲပြောကြတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကို boundaries အရန်ထားတတ်တယ်ဆိုတဲ့ပုံစံမျိုးလဲမြင်တယ်ပေါ့နော်နောက်တစ်ခုကြတော့သူတို့က ကိုကအပြင်လူတွေနဲ့ဆိုရင် boundaries ထားတယ်ကွာဒါပေမဲ့ကိုနဲ့အရန်ကိုယဉ်နီးတဲ့သူတွေဆိုလို့ရှိရင်တော့ကိုကကိုတက်နိုင်တာထက်အများကြီးပိုပြီးတော့ကူညီပေးတဲ့သူလိုမျိုးဖြစ်နေတာမျိုးအဲ့လိုမျိုးဆိုကိုနဲ့တခြားတယောက်နဲ့ရှင်လာတဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့သူများကိုကူညီရမှာနော်သူများဆိုတာအဝေးရတော့မဟုတ်ဘူးကိုတငယ်ချင်းဆိုရင်တငယ်ချင်းကိုကူညီလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေရှိကြတော့သူတို့က အဲ့အကြောင်းနဲ့ပတ်သက်ပြီးလဲပြောကြရတယ်ပေါ့နော်အဓိကကကိုက emotion တွေကိုသိချာထိနိုင်တယ်ဒါပေမဲ့ကိုကိုလှုပ်ချင်တိုင်းလှုပ်လို့တော့မရဘူးဟောပြီးတော့ရင်နောက်ထပ်ပြောတာရှိသေးတယ်အဲ့ဒါကကိုမှာပေါ့နော်ဒီအလုပ်တွေဘာတွေဒါမှမဟုတ်ចောင်းစာတွေမှာဆိုလို့ရှိရင်အများကြီးလှုပ်နိုင်တဲ့သူလူမျိုးလေးမြင်ကြရတယ်ပေါ့နော်သူတို့အမြင်မှာတော့ကိုကအမြင်အလုံးရှုပ်ပြီးတော့ ည်အများကြီးအလုပ်တွေစ조사နေကြရတဲ့ပုံစံမျိုးပေါ့နော်ကိုကအကုန်လုံးလုံနိုင်နေရဆိုတဲ့ပုံစံမျိုးနဲ့လည်းမြင်ကြတယ်ဆိုတဲ့ဟာကိုတွေ့ရပါတယ်